အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောပြမယ့်အကြောင်းလေးကတော့လက်ရှိအချိန်မှာစင်ကာပူကိုအလုံးနဲ့လာတင်လာမလားတင်လာဆိုတဲ့အကြောင်းလေးကိုပြောပြပေးမှာပေါ့နော်ဟုတ်ပြင်ကျွန်တော်တို့ကအလုပ်တွေနဲ့လာပြီဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုတဲ့ဟာကိုလည်းကြိုပြီးသိထားဖို့လိုတယ်ပေါ့နော်လက်ရှိအချိန်မှာတော့ဒီစင်ကာပူလာမယ်ဆိုရင်အေဂျင့်တွေနဲ့ချိန်ပြီးလာလာကြတယ်ပေါ့နော်ညာတော့အဖြစ်တော့လက်ရှိချိန်မှာဒီအေဂျင့်များစုကကျွန်တော်တို့တွေဒီစင်ကာပူ9000ဝန်နေ6000ကျအထွန်းလောက်တောင်းကြတယ်ပေါ့နော် အဲ့တော့ကိုကအဲ့ဒီဟာအတွက်အကုန်မခံနိုင်ဘူးဆိုလို့ရှိရင်တော့ဒုတိယနီးလမ်းအနေနဲ့စဉ်းစားလို့ရတာတော့ကျွန်တော်တို့တွေဒီစင်ကာပူကတိုက်ရိုက်အေဂျင်တွေကိုနှမ်းပြီးချိတ်ဆက်တာမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကစင်ကာပူ3500ဝန်းကျင်လောက်တွားပြီးကြမှာပေါ့နော်တတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကဒီစင်ကာပူမှာဒီတိုက်ရိုက်ခေါ်တဲ့အလုပ် website တွေရှိတယ်ဗောနော်ဥပမာ Jaw Street လို့ဟာမျိုးဗောနော်နောက်ပြီး Jaw Sea ကလို့ဟာမျိုးအများကြီးရှိပါတယ်နောက်ပြီး Jaw Singapore ဗောနော်အဲ့လိုဟာမျိုးတွေကနေကျွန်တော်တို့ကဒါရဲ့ apply လုပ်ပြီးကိုယ့်မကိုယ်လာမယ်ဆိုရင်တော့ဒါလေလက်မှတ်ဖို့လောက်ပဲကုန်ပါဗောနော်နောက်ပြီးကိုဒီမှာနေဖို့စားဖို့နဲ့အဲတလစာတီအင်္ဂါစေးလောက်ပဲကုန်ပါဖြစ်တယ်ဗောနော်တိုးတော့ဒီကောင်ကအခုများတော့အဖြစ်ပေါ့နော်မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့်လည်းဒီအလုပ်ရှင်တွေကတိတ်ပြီးမခေါ်ကြဘူးပေါ့နော်အာကိုကစူးစမ်းကြည့်နေဆိုရင်တော့ထွန်းကြည့်ပါအာရသွားတဲ့လူတွေလည်းရှိတယ်လို့အာဒီခက်ခဲတဲ့လူတွေလည်းရှိတယ်ပေါ့နော် ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ကတတိထားမယ့်ဟာတစ်ခုကတော့ကိုအပ်လိုက်တဲ့ agent ပေါ့နော်ဥပမာကိုက agent နဲ့လာမယ်ဆိုပြီးတော့ agent အပ်လိုက်တဲ့နောက်ပြီးလို့ရှိရင်အခုလက်ရှိဘာတွေဖြစ်နေကြလဲဆိုတော့ agent တွေကပတ်စံပြန်မပေးတော့ဘဲလိန်ပြီးထွက်ပြေးတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ကိုရဲ့ agent ကယုံရလားမယုံရဘူးလားဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဒီ Facebook အတိုင်းဝိုင်းဒါမျိုးတစ်ခုကကျွန်တော်တို့ကအာပို့ဆိုနေရတယ်ပေါ့နော်ဒါမျိုးကိုဒီရတယ်ပို့နေရတယ်ပေါ့ချက်နဲ့စုံလမ်းနေပါလေ နောက်တစ်ခုကတော့ကျွန်တော်တို့ဖာတတိထားရမယ်ဆိုတော့ PP ရောမလာပါနဲ့ပေါ့နော်ကျွန်တော်တို့ကဒီစင်ကာပူလာခြင်းသောအဖြစ်အာကျွန်တော်လာစားနေတော့လည်းပဲကဲနောက်တိုးလာမှလည်းဆိုပြီးစဉ်းစားပြီးတော့ကျွန်တော်တို့ကလာခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်နဲ့ကြုံရတဲ့ဥစ္စာကကျွန်တော်တို့ကဒီမှာရောက်လို့ရှိရင်ကျွန်တော်တို့ဒီနေစည်းစားစည်းအနေနဲ့မှများတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့အချွေကိုပြန်မဆက်နိုင်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အကူကလာမယ်ဆိုလို့ရှိရင်အနည်းဆုံးဒီစင်ကာပူ2000လောက်ရတဲ့အလုံးနဲ့လာဖို့ကျွန်တော်တို့ကတော့အချင်ချင်းဖိချင်းပါတယ်ဥပမာလေစာငိမ့်1500လောက်ရတယ်ဆိုလို့ရှိရင်လည်းမစိုးဘူးပေါ့နော် တတိယတစ်ခုအနေနဲ့တတိထားမယ်ဟာတစ်ခုကတော့ကျွန်တော်တို့ကအခုလက်ရှိပေါ့နော်ဒိုင်ယာကြီးစင်ကာပူကိုတန်းလာလို့မရဘူးပေါ့နော်အခုလက်ရှိအများသောအားဖြင့် agent တွေလုပ်တဲ့ပုံစံဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Thailand visa ရှောက်ကြတယ် Thailand ကိုအဝင်ပြရတယ်ပြီးကမှ Thailand နေပြီးကျွန်တော်တို့စင်ကာပူကို transit လုပ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ expand ကအများကြီးဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့လဲကျွန်တော်ပြောတာကဒီလာစာနဲ့ပြန်ပြီး chain တင်တယ်ပေါ့နော်အဲ့ဒါကိုယ့်ရဲ့အတွက်ချိကိုက်မကိုက်ကိုပေါ့နော်သိချင်တာလေးတွေရှိလို့ရှိရင်လည်း comment box မှာဝင်ပြီးတော့လို့ရပါတယ်ကဲအားလုံးပဲအခုလောက်ဆိုရင်တော့အစီအပြေမယ်လို့မျှော်လင့်ပါတယ် ဒီလိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်းအောင်ပြီးတော့ပါ။ကဲနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်။